မင်္ဂလာပါရှင်ဒီကနေ့မှာတော့စုကလက်ဆွေဆန်ဆန်ကာလာဒီဇိုင်းမိမိုက်နေတဲ့ Oppo Reno 13 Phone လေးကြောင့်ပြပြပေးမှာဖြစ်ပါရဲ့ရှင်ဖုန်းလေးကိုလက်ထဲမှာကင်ထားတဲ့အခါမှာလဲပော့ပော့ပပနဲ့တတတတဖြစ်ပြီးတော့လက်နဲ့တသားနဲ့ဖြစ်တဲ့ခံစားမှုမျိုးရရှိမှာပဲဖြစ်ပါတယ်6.59 inch display ကိုမှ AMOLED display ကိုသုံးပေးထားတယ် 120 heavy flame rate နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းမြန်တော်လက်မှုတော့တရတူးပြပြနေကြမလို့တော့လို့ထင်ပါတယ်။ Camera ဆိုလဲ50 megapixel သုံးမိထားတာဆိုတဲ့အတွက်ကြောင့်မလို့ရုပ်ထွက်ကတော့လုံးဝကိုမိမိုင်နေမှာပဲဖြစ်ပါတယ်။ဒီဖုန်းလေးက IP68 69ကိုမှမ support ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေအနက်2မီတာအထိကိုမှမိနစ်36ရေစိန်ထားလို့လည်းရပါတယ်။ Performance ဆိုရင်လဲ Dimensity 8350ကိုသုံးမိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အနေထားသူ့ရဲ့ဇီနိုဝင်းကျင်ရဆိုရင်တော့ daily use အတွက်အသုံးပြုမယ်ဆိုတော့တော်တော်လေးကိုမှအဆင်ပြေဖုန်းလေးလုံးပဲဖြစ်ပါတယ်။ ား600 mAh battery ကို80 watt fast charger support ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားကုန်မြန်တာလဲတက်တာစီးပြီးတော့အားပြန်သွင်းတဲ့အခါမှာလဲအချိန်ကြာကြီးသွင်းစရာမလိုတော့ပါဘူးဒီလိုမျိုးတမူထူးခြားတဲ့ design ပိုင်းတွေ battery ပိုင်းတွေမှာ patch ဖို့ performance ဖြစ်တဲ့ phone လုံးကိုရှာနေတယ်ဆိုရင်တော့စုနေနေကတော့ Oppo Reno 13လေးကိုဝယ်ဖို့တဲ့ညှို့ပေးချင်ပါတယ်ရှင့်ဒီကနေ့စုမိတ်ဆက်ပေးကြတဲ့ Oppo Reno 13လေးကိုစိတ်ဝင်စားလို့ဝယ်ဖို့အားပေးချင်တယ်ဆိုရင်တော့စုတို့ရဲ့ Yanggo Mobile Store ပေးဆိုင်ကိုအရောက်လာခဲ့မှုတွေဖိတ်ခေါ်လိုက်ပါရရှင့်ဒီ blue link နဲ့အတူအားလုံးကိုနှုတ်ဆက်လိုက်ပါရရှင့်အားလုံးပဲတက်တာ Yangon Mobile Store